နေ့28ရက်9လ2025ခုနှစ်မြမစံတော်ချိန်ညနေ6:30အချိန်တိုင်းထွားချက်များအရမင်္ဂလာပင်လေကိုအနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလီဖီးယားနှင့်ရဝင်းသည်ပုံမအကောင်လာကအကောင်သောလီဖီးယားနှင့်ရဝင်းအဖြစ်သို့ရောက်ရှိခဲ့ပါသည်အဆိုပါအကောင်သောလီဖီးယားနှင့်ရဝင်းသည်မြောက်ဖက်သို့ဖြင်းညစာရွေလျားနိုင်ပြီးပုံမအကောင်လာပြီးနောက်24နာရီအတွင်းမုံတိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ပါသည် မေလာ28ရက်အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ကြမှာလေနောက်လာမည့်48နာရီအတွင်းမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ကြေးတရားရာခိုင်နှုန်းရှိကြောင်းဖော်ပြထားပါသည်အိန္ဒိယမိုးလေဝသဌာနရဲ့သုံးသပ်ချက်မှာတော့တိတာထင်ရှားတဲ့လီပီးယားနဲ့ယဝင်မှာတစိအပူကောင်းတဲ့လီပီးယားနဲ့ယဝင်အဆင့်တီဖြစ်လာနိုင်ပြီးဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပုံမအားကောင်းလာနိုင်ကြေးကတော့ကမ်းခြေနေအတော်နီးကပ်နေတာကြောင့်အချိန်မလုံလောက်နိုင်ဘူးလို့သုံးသပ်ထားပါသည် အားပိုကောင်းလာရင်မြန်မာနိုင်ငံဘက်မှာအထူးသဖြင့်ရခိုင်ကမ်းရိုးတန်းဒေသတွေအလုံးမှာမိုးလေပိုပြီးပြင်းထန်လာနိုင်ပါမယ်။မနက်ဖြန်အတီခမ်းမန်းချက်များကိုအသေးစိတ် တင်ဆက်ပေးပါဦးမယ်ရှင်။ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးရှမ်းကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အီယာဝတီတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ရွေးမှုကြီးနိုင်ပါသည်။ ရွာရံရနှုံးပြဖြစ်ပါတယ်ရှင်။မိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပြစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုလိုက်ပါတယ်။မြို့ဝကြောမော်ရခိုင်ကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လေပြင်းတို့တွင်မကြာခဏမိုးသက်လေပြင်းများကြာရောက်လာပြီးလှိုင်းလွန်ကြီးပါမည်။မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည့်တနအီလရင်မိုင်40မှ45မိုင်အထိတိုက်ခတ်နိုင်ပါသည် နိုင်မြင်မှာမြဝကျုံမရခိုင်ကံရိုးတဲ့တချောင်းနဲ့ကန်လွန်ပင်လဲပင်တို့တွင်73ပင်မှာ55ပင်ကန်ရှိရှိနိုင်ပါတယ်မုတ်တမဝေမွန်တနင်းသာရီကံယူတဲ့တခြားနေကန့်လွန်ပင်လေပင်တို့တွင်ရှက်ဖန်ရံကမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးရာမှလှိုင်းလွန်ကြီးပါမည်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေသည်တနအီလရင်35မိုင်မိုင်မိုင်40အထိတိုက်ခတ်နိုင်ပါသည်လှိုင်းမြင့်မှာမုတ်တမဝေမွန်တနင်းသာရီကံယူတဲ့တခြားနေကန့်လွန်ပင်လေပင်တို့တွင်၉ပေမှ73ပေကန့်တည်ရှိနိုင်ပါသည် မုံနှမ်းအကောက်လာနိုင်မည့်အခြေအနေကိုသာအဓိကတင်ပြပေးသွားမှာဖြစ်တာကြောင့်မိုးလေတွေဘယ်ရက်မှဘလောက်ထိပုံမပြင်းထန်လာနိုင်မယ်ဆိုတာကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလိုက်ရန် subscribe လုပ်ပေးသွားခဲ့ပါအောင်ရှင်